ဂျိုရှွာဘန်ကတော့ပြည်သက်တွေလုံးဝထင်မှမထားတဲ့ကိစ္စကိုပြည်သက်တွေစီရင်ဖွင့်လာခဲ့တာဖြစ်တဲ့တော့တနိုင်ခံလုံးဝပြည်သက်တွေကလေဂျိုရှွာဘန်ထွားစိတ်မကောင်းဖြစ်ချာရပါ ರಿ ဂျိုရှွာဘန်ကတော့ဒီပါသလင်းကနေနေမှာပြီ UFC flyweight နံပါတ်3 fighter ကြီးဖြစ်တဲ့ Brandon Roba နဲ့ထိုးသက်ရတော့မှာပါ အခုချိန်မှာတော့ Brandon Roba နဲ့ Joshua Banye ဘယ်သူနိုင်နိုင်လဲဆိုတာကတော့50 50ရခိုင်နှုန်းမှာရှိနေပါတယ် ဂျက်ရှောဘန်အနေနဲ့လူစားထိုးဝင်ထိုးပေးရတဲ့နေရာမှာနှုတ်ထွက်သွားတဲ့မနေ့ကက်ကတော့ဒီပွဲမှာဂျက်ရှောဘန်နိုင်လိမ့်မယ်လို့အသေးအချာကိုခံမှန်းလိုက်ပြီလေဖြစ်ပါတယ်။ဘရန်ဒန်ရူဘာရဲ့ဝစ်လင်းတွေကထေတောင်ဒီဖန့်စ်ကောင်းလွန်တဲ့ဂျက်ရှောဘန်ကိုဘာမှလုံနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ခံမှန်းထားတာပါ။တကယ်လို့တယောက်နဲ့တယောက်အပြတ်သက်စော်ကြမယ်ဆိုရင်တော့ဘရန်ဒန်ရူဘာကအရက်ရှိပြီးတော့ rich other ချက်ရှိပေမယ့်ပေါင်းစင်လုံးကောင်းပြီးတော့တက်လုံးအားကောင်းတဲ့ တက်တစ္ဆလူငယ်ဖိုက်တာဖြစ်တဲ့ဂျိုရှွာဘန်ကိုရှင်းနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ပြောသွားခဲ့တာပါခုတခါမှလေဂျိုရှွာဘန်ကဒီပွဲမဆိုင်ကမှပြစ်တဲ့တွေလုံးဝထင်မှမထားရရကိုယင်ဖွင့်လာပါရီအဲ့ဒါကတော့ဂျိုရှွာဘန်ကအိမ်ပြန်ခြင်းနဲ့ဆိုပြီးတော့ပြစ်တဲ့ကိုယင်ဖွင့်လာခဲ့တာပါအိမ်ပြန်ဖို့လားတဲ့မြမပြေပြန်ဖို့လားတဲ့ဖြစ်နိုင်တယ်များအမြန်ဆုံးနဲ့ပြန်ခွင့်ရချင်တာပါတဲ့မနေ့ပြန်ပြန်လို့ရရင်မနေ့ပြန်ပြန်မှာပါအဲ့တော့အင်တာဗျူအာကမင်းကိုထတ်ထုတ်လိုက်ပါတယ်မင်းကအလုပ်တွေသားရှုပ်နေတာမဟုတ်ဘူးလား အလုပ်ပဲရှုပ်တာမဟုတ်ပါဘူးတဲ့အဲ့ဒီမှာပြည်တွင်းစစ်တွေဖြစ်နေတာပါတဲ့အထူးသဖြင့်တော့ကျွန်တော်ရဲ့အမေရိကန်သမရာကြီးဖြစ်တဲ့ထရန်ကမြန်မာတွေအဝင်မခံတော့ဘူးဆိုပြီးပိတ်လိုက်တော့ဘူးဆူသွားပြီပေါ့ပြောရရင်တော့အများကြီးပါပဲအဲ့ဒီမှာဆွေမျိုးတွေကြံခဲ့တော့ဘာတွေဖြစ်နေသလဲဆိုတာနေ့စဉ်နဲ့မျှပြန်ကြားနေရပါပြီဖြစ်နိုင်ကျွန်တော်အများဆုံးသွားကြည့်ချင်တယ်ဆိုပြီးတော့ဂျိုရှွာဘန်ကတော့မြန်မာပြည်ကိုပြန်လာခြင်းတဲ့အကြောင်းထရန်ရဲ့စီးမင်းတွေကြောင့် သူတို့ရိဒုက္ခရောက်နေတဲ့အကြောင်းကိုပြည်သက်တီကိုမှန်တိုင်းပဲယုံဖွင့်လာခဲ့တာပဲဖြစ်ပါရယ်နော်ဂျော့ရှွာဘာနဲ့ဂျော့ရှွာဘာရဲ့ဆွေမျိုးရိအမေရိကန်နိုင်ငံမှာအဆင်ပြေကြပါစေဗျာ